တမိုင်းဆိုတာ အတိတ်မှာကြံခဲ့တဲ့ပုံမြင်ဟောင်းတွေကြီးပဲမဟုတ်ပါအခုကျွန်တော်တို့မျက်မှောက်ခင်မှာကြုံနေရတဲ့အခက်ခဲတွေစိန်ခေါ်မှုတွေတွေသင်ငန်းစာယူစရာတွေးစရာတွေအများကြီးပြည့်တက်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500လောက်ကဂရိနဲ့ပါရှန်တို့ရဲ့စစ်ပွဲတမိုင်းကြောင်းဟာဒီနေ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဘလို့တွေဆက်ဆက်နေသလဲဆိုတာကိုလေ့လာကြည့်ဖို့ကောင်းပါတယ်အင်အားကြီးနိုင်ငံဤ PR နဲ့ခေတ်သစ်နှိုင်းရှင်ချက် အဲ့ဒီခေတ်ကပါရှန်အင်ပါယာဆိုတာအခုခေတ်စကားနဲ့ပြောရရင်ကမ္ဘာစူပါပါဝါတစ်ခုလို့ခေါ်နိုင်ပါတယ်။အာရှအာဖရိကဥရောပတိုက်ကြီး၃တိုက်ကိုခြေစန့်ထားပြီးတော့စစ်တီအင်အားဒဏ္ဍအင်အားအလုံးရင်းနဲ့ကြီးမားတဲ့ဩဇာအာဏာကို ပိုင်ဆိုင်ထားပါတယ်။ဂရိတွေကတော့မြို့ပြနိုင်ငံလေးတွေတနည်းပြောရရင်ပြည်နယ်လေးတွေလိုပါပဲ။အေသင်း၊စပါတာ၊ကောရင့်စသဖြင့် တမျိုးနဲ့တမျိုးတောင်အမြဲတမ်းအားပြိုင်နေကြ မတည်ကြပါဘူး။ပါရှားအင်ပါယာဟာဂရိကိုကျူးကျော်ဖို့မကြိုးစားခင်မှာကလေးကသူ့ရဲ့စူပါပါဝါဩဇာကိုသုံးပြီးဖိအားမျိုးစုံပေးခဲ့ပါတယ်။တန်တမန်တွေလွတ်ပြီးမြေကြီးနဲ့ရေကို တောင်းတယ်။ဒါဟာမင်းတို့ရဲ့အချုပ်ချာအာဏာကိုငှက်လက်ထက်အပြီးအလိုက်လို့ပြောလိုက်တာပါပဲ။တချို့မျိုးလေးတွေကိုစီးပွားရေးအရာ မလုံပေးတဲ့တချို့ကိုစေရင်နဲ့ချင်းချောက်တယ် ဂရိတွေချင်းချင်းသွေးကွဲစေပြီးတော့သူ့ရဲ့ဘတ်တော်သားဖြစ်အောင်ဒါမှမဟုတ်အ ਨੇ စုံဈာနေဖြစ်အောင်ညီမျိုးစုံနဲ့စီယုံတင်သွင်းခဲ့ပါတယ်ဒီသမိုင်းကဒီအခြေအနေနဲ့တိုက်ရိုက်လာတုန်နေပါတယ်ပါရှားအင်ပါယာကြီးနေရာမှာအခုကျွန်တော်တို့ရဲ့အိမ်ကြီးချင်းစူပါပါဝါတရုတ်နိုင်ငံကိုမြင်အောင်ကြည့်လိုက်ပါတရုတ်ဟာလက်ရှိမြန်မာစစ်တပ်ကိုလက်နက်တွေနှီးပညာတွေနဲ့တောထောင်နောက်ခံပေးနေုံသာမကား ကြောက်ဖြူရည်နဲ့စိတ်ကမ်းလိုစီမံကိန်းကြီးတွေတန်းပြည်ရဲ့တယံဇာတတွေကိုအမျက်ထုတ်နေတဲ့သဘောတူညီချက်တွေဟာခေတ်တမြေကြီးနဲ့ရေကို တောင်းနေတာနဲ့အတူတူပါပဲဒါတွေကနေတဆင်မြမစစ်တပ်ကို သူတို့ရဲ့မဟာဗျူဟာမြောက်အကျိုးစီးပွားအတွက်လှုပ်ရှားလာအောင်ခြိနှောင်ထားပါတယ်ကုရသမကလုံခြုံရေးကောင်စီမှဗီဒိုအာနာသုံးပြီးမြမစစ်တပ်ကို နိုင်ငံတကာရဲ့အရေးယူမှုတွေကနေကာကွယ်ပေးတယ်လွတ်လပ်ရေးထက် တည်ငြိမ်ရေးကအဓိကဆိုတဲ့သူတို့ရဲ့ဇလံကိုတွင်တွင်သုံးပြီးတော့နိုင်ငံတကာဇက်ခုံပေါ်မှာစစ်တပ်တွေတရားဝင်မှုတစ်ခုခုရအောင်စ조사ပေးနေပါတယ်။တစ်ဖက်မှာလည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တရားစီထိတွေ့ပြီးတော့သူတို့ရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်စေကတော်လန်ကြီးအင်အားစုအလုံးရဲ့ဘုံရီမှန်းချက်ကိုလမ်းလွဲသွားစေနိုင်တဲ့တိမ်မွေးတဲ့သွေးခွဲအုတ်ချုံမှုတစ်မျိုးကိုကျင့်သုံးနေပါတယ်။ဒါရီမကအ ဖီးယားမျိုးမျိုးပြီးပြီးတော့ချင်းချောက်အကြက်ကင်တာတွေလည်းမြမပြည်သူတွေအတိဆုံးပါညညရေးဤခက်ခဲကြံတန်းသောခရီးဒီလိုပြင်ပဖီးယားတွေချင်းချောက်မှုတွေရှိနေတဲ့ကြားထဲမှာပဲသရီးတွေရဲ့ညညရေးခရီးကလည်းစူခင်းလန်းပါပဲအဓိကမျိုးကြီးနှစ်ခုဖြစ်တဲ့ Athen နဲ့ Sparta ဟာမူဝါဒအရာရောယဉ်ကျေးမှုအရာပါဖြောင်းဖြောင်းကြီးစန့်ကျင်ဘက်တွေဖြစ်ကြပါတယ် တစ်ဖွဲ့ကဒီမိုကရေစီတစ်ဖက်ကစစ်ဝါဒီဒီလိုမျိုးပြနိုင်ငံနှစ်ခုကိုပူးပေါင်းပြီးပုံရံသူကို တိုက်ဖို့စီယုံရတာဟာမဖြစ်နိုင်ဘူးလို့တောင်ထင်ရပါတယ်။ဒါပေမဲ့ Helen Neal ဆိုတဲ့မဟာမိတ်တပေါင်းစုကို ဖွဲ့စည်းတဲ့အခါမှာအေသင်ဟာသူတို့မှာအင်အားကြီးဆုံးရေတက်ရှိနေပေမဲ့မာနကိုခဝါချပြီးစည်ဥဆောင်မှုကို စပါတာကို လွှဲပေးဖို့သဘောတူခဲ့ရပါတယ်။ဒါဟာ ညီညွတ်ရေးကိုလှုပ်ခဲ့ရတဲ့အလွန်ကြီးမားတဲ့နိုင်ငံရေးအလျှော့ပေးမှုတစ်ခုပါပဲ။တာမိုပီလီတိုက်ပွဲမှာရှုံးနေပြီးအေဒင်မျိုးကြီးမိချုပ်ခံလိုက်ရတဲ့အချိန်မှာ မဟာမိတ်တွေကြားညီညွတ်မှုပြိုကွဲလူနီးပါးဖြစ်ခဲ့ပါတယ်။စပါတာနဲ့တခြားမျိုးတွေက နောက်ဆုတ်ဖို့တိုင်ပင်နေချိန်မှာ အေဒင်ကောင်းဆောင်တီမစ်စတိုပလီကခမရိုဒီမာမတိုက်ဖူးဆိုရင်တုတ်တုတ်အေတင်ပြည်သူအလုံးတင်မောပေါ်တင်ပြီးအီတလီမှာ နိုင်ငံတစ်သွားတည်တော့မယ်ခမတို့ကိုလည်းတယောက်တည်းရန်သူနဲ့ထားခဲ့မယ်လို့ချင်းကြောက်ပြီးအကြက်ကင်ခဲ့ရတဲ့အထိပါပဲအောင်မွေးစီတို့ပို့ဆောင်ပေးတဲ့ဉာဏ်ပညာနဲ့ပြုပါဒီလိုအကျိတ်နဲ့ညညမှုရလာတဲ့ခါမှာတော့တို့ရဲ့အောင်မွေးခံမဲ့လန်းစာပေါ်လာပါတော့တယ်တို့ဟာရန်သူရဲ့အင်အားကိုတက်တက်မတို့ပဲဉာဏ်ပညာနဲ့ရင်ဆိုင်ခဲ့တယ် မာရသွန်လွင်ပြင်မှာဆိုရင်ပါရှန်တို့ရဲ့အင်အားများတဲ့ဗဟိုတပ်ကိုအသာလေးထားပြီးအားဖြည့်ထားတဲ့သူတို့ရဲ့တောင်မှန်တပ်တွေနဲ့ညှက်လိုက်တဲ့ view ဟာကိုသုံးခဲ့ပါတယ်။တာမိုပီလီတောင်ကြားမှာဆိုရင်ရန်သူရဲ့လူအင်အားအသာချက်ကို ပြက်ပြက်သွားစေတဲ့ကျင်းမြောင်းတဲ့နေရာကိုရွေးပြီးခုခံခဲ့ပါတယ်။အဆုံးဖြတ်ဖြစ်တဲ့ဆလာမစ်ရေချောင်းတိုက်ပွဲမှာဆိုရင်အေဒင်ကောင်းဆောင်တီမစ်စတိုကလီရဲ့ပါနက်မှုကအဓိကပါပဲ။ သူဟာကြီးမားပြီးလှုပ်ရှားရခက်တဲ့ပါရှန်ရေတက်ကြီးကိုကျင်းမြောင်းနဲ့ရေလက်ချားတဲ့ဆွဲသွင်းပြီးတင်းငယ်ပြီးလျင်မြန်နဲ့ဂရိတင်ဘောတွေနဲ့ဝိုင်းဝန်းတိုက်ခိုက်စေခဲ့ပါတယ်။ရန်သူရဲ့အင်အားကပဲသူ့ရဲ့အာဏာချက်ဖြစ်သွားစေခဲ့တာပေါ့။နောက်ဆုံးပလေဒီယာဂုံမြေတိုက်ပွဲမှာတော့စပါတာတွေရဲ့စစ်စည်းကမ်းနဲ့တန်ချက်ကအပြည့်စုံပါတဲ့ Feelings တပ်ဖွဲ့တွေရဲ့အစွမ်းကြောင့်ပါရှန်တပ်တွေကို အပြတ်တပ်နိုင်ယူပြီးဂရိမြေပေါ်ကနေအပြေးတိုင်း မောင်းထုတ်နိုင်ခဲ့ပါတယ်။ပြဘုံဘဝမှဆွေခစ်စီတို့ညော်မှန်းချက်အဲ့ဒီနောက်မှာမှဂရိသမိုင်းရဲ့အလှဆုံးပိုင်းကစတင်ခဲ့တာပါ။ပါရှန်ကျူးကျော်သူတွေကိုမောင်းထုတ်နိုင်ခဲ့ပြီးတဲ့နောက်အထူးသဖြင့်ပါရှန်တွေမိရှုဖြစ်စည်းခဲ့တဲ့ပြဘုံဘဝကနေအေတင်မြို့ဟာဖိနစ်ငှက်လိုပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ဒီကာလကိုသမိုင်းမှာအေတင်ဤရွှေခေလို့ဂုံပြုခေါ်ခဲ့ကြပါတယ်။ အဲ့ဒီရွှေခေတ်မှာဒီမိုကရေစီအမြင့်တွေခဲ့ပါတယ်ဆိုကရတီဖလေတိုအရစ္စတိုတဲတို့လိုကမ္ဘာတွေးခေါ်သမိုင်းကိုလွှမ်းမိုးခဲ့တဲ့ပညာရှင်ကြီးတွေပေါ်ထွန်းခဲ့ပါတယ်ပါတီနွန်ကျောင်းတော်ကြီးလိုကမ္ဘာအမွေနှစ်တွေတည်ဆောက်နိုင်ခဲ့ပါတယ်အဓိကချက်ကတော့ဒီရွှေခေတ်ဟာအလိုလျောက်ဖြစ်လာတာမဟုတ်ပါစစ်ပွဲတွင်းမှာ သူတို့အသက်နဲ့လဲပြီးကာကွယ်ခဲ့တဲ့လွတ်လပ်မှုနဲ့ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရတဲ့ညီညွတ်မှုတို့ရဲ့အသီးပွင့်တွေဖြစ်ပါတယ် ဒီသမိုင်းကိုမြန်မာနိုင်ငံရဲ့အနာဂတ်တွေမှန်တစ်ချက်လို့ကြည်နိုင်ပါတယ်။အခုမြန်မာနိုင်ငံဟာစစ်မီလီယံတွေမတရားမှုတွေနဲ့ပြပုံအတိဖြစ်နေတယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံဟာဒီပြပုံဘဝကနေပြန်လဲနှုတ်ထနိုင်ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့ညှိနှိုင်းမှုတွေအလျှော့ပေးမှုတွေကြားကနေမဟာဗျူဟာမြောက်တဲ့ညှဉ်းညွတ်မှုကိုတည်ဆောက်နိုင်မယ်ဆိုရင်မြန်မာပြည်သူတွေမျှော်လင့်နေတဲ့ Federal Democracy ရွှေခေတ်ဟာလည်းတိတ်မဝေးတော့တဲ့အနာဂတ်မှာ အမှန်တကယ်ရောက်ရှိလာမှာပါအဲ့ဒီမြန်မာနိုင်ငံရဲ့ရွှေခေတ်မှာကလေးတွေဟာတနက်ခိုင်ပြီးတော်တဲ့တောင်တဲမှာတိုက်ပွဲဝင်နေရမယ်စားចောင်းတော်ကြီးတွေမှာပညာသင်ကြားစာကြည့်တိုက်တွေမှာအတွေ့ခေါ်သစ်တွေရှားဖွေနေကြပါလိမ့်မယ်တိုင်းရင်းသားလူမျိုးပေါင်းစုံဟာကိုယ့်ရဲ့ယဉ်ကျေးမှုဘာသာစကားအမှုပညာတွေကိုလွတ်လပ်စွာဖော်ထုတ်ခွင့်ရပြီးတော့တဦးကိုတဦးလေးစားတဲ့စစ်မှန်တဲ့ဖရယ်ပြည်တော်စုကြီးတဲမှာ အတူရှင်တွဲနေထိုင်ကြပါလိမ့်မယ် တိုင်းပြည်ရဲ့တရားစံတတွေကိုလူတစုအတွက်ဓမ္မမဟုတ်ပြည်ပအင်အားကြီးနိုင်ငံတစ်ခုရဲ့အကျိုးစီးပွားအတွက်မဟုတ်ဘဲပြည်သူတရက်လုံးရဲ့လူမှုဘဝနဲ့ပညာရေးကျန်းမာရေးတွေတိုးတက်ဖို့အတွက်အသုံးပြုကြပါလိမ့်မယ်ဒီနာကဟာအိမ်မက်တစ်ခုမဟုတ်ပါဂရိတွေလက်တွေ့လုပ်ပြခဲ့တဲ့တမိုင်းတစ်ခုပါအခုမြန်မာနိုင်ငံရဲ့တော်လှန်ရေးဟာခေဟောင်းစနစ်ဟောင်းကိုစန့်ကျင်တိုက်ဖြစ်နေုံသာမကအနာဂတ်ရွှေခေတ်ကိုတည်ဆောက်ဖို့ဆိုတဲ့ ပုံမမြင့်မြတ်တဲ့ရည်မှန်းချက်တွေဖြစ်တယ်ဆိုတာကိုအလုံးကဆွေမြဲစွာယုံကြည်ဖို့လိုအပ်နေပါပြီခမ ्या ဟုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့ဆောင်းပါရှင်တင်ဦးရဲ့ဆောင်းပါလက်ရာဖြစ်ပါတယ်ခမ ्या